ားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့မျက်စိမှုံနေတဲ့အမေဦးကိုတမီးကဆဲဆူလို့ချက်ချင်းမိုးကြိုးပစ်ချတဲ့အကြောင်းအရာလေးကိုမျက်မြင်ကိုတွေ့တငယ်ချင်းကိုယ်တိုင်ပြောပြလာတဲ့ရုပ်တံပြူဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနောင်းလေးချန်နယ်မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ ဒီနေ့ကတော့လေသားသမီးလေးတွေကိုပြောပြခြင်းနဲ့သမီးတွေရောသားတွေရောပေါ့နော်မိဘတွေပေါ်မှာရိုင်းဆိုင်နေကြသောသားသမီးတွေကိုအခုခေတ်မှာကမိုးချိုးဖြစ်တာကိုလည်းသူတို့မမြင်ဘူးကြအောင်ဟုတ်လားမြင်းမျိုးတာကိုလည်းမမြင်ဘူးခဲ့ဘူးမမြင်ဘူးကြအဲ့မမကတော့မြင်းမျိုးတာကိုတော့လက်တွေမမြင်ဘူးဘူးမိုးချိုးဖြစ်တာကိုတော့လက်တွေမြင်ဘူးတယ်အဲ့မေကြီးလောက်သူကလေမျက်စိကမမြင်ဘူးနော်ဒုတိယပိုင်းလေးပါနော် အဲမမတန်ငယ်ကျောဘာကြောင့်မိုးကြိုးပြစ်တယ်လဲဆိုတော့မအေးရမျက်စိမမြင်ဘူးမျက်စိမမြင်ဆိုတော့လုံးလုံးကန်းနေတာမဟုတ်ဘူးအမေကြီးကမှုံတာပေါ့နော်မှုံတော့မမြင်မဆန်းလေးနဲ့သူခမရချက်နေရတယ်ချက်ရတော့လေသူတို့အေးရကကြတော့မမတို့အိမ်တက်စာရင် ကွင်းနဲ့လိုမျိုးပုံစံလေးကြားတဲ့တော့ရေအေးရဲအောက်မှာလေဝါးအိမ်ခြေတန်းရှိနေမှာရေတွေရှိတယ်ရှိတော့အမေရိကမြန်မာလည်းရေခတ်ဖို့ပြုဖို့လည်းခက်ခဲမှာပေါ့နော်သူခမရအဲ့တော့သူကအဲ့လိုဖြည်းဖြည်းဖြည်းချက်နေရပေါ့ရောက်တဲ့အချိန်မှာမမတို့ကကြတော့အမေရိကကြတော့မမတို့ဈေးရောက်ပြီပြန်နေဆိုရင်မေမေကထမင်းချက်ထားတယ်ဒါပေမဲ့မေမေကကြတော့တန်စွမ်းနေလीနော်တန်မာသေးတယ်အမေကအသက်40လောက်ဆိုတော့အခုလိုမမလိုအရွယ်ပေါ့အဲ့ဒါဆိုတော့မေမေကချက်ထားတယ်ကြမမတို့ကအိမ်ရောက်တဲ့ခါကျအိမ်ကငါးရင်ချက်တယ်ကစွန်းရရှင်တမင်းစားနေကြတာ စားနေကြတဲ့အခါ तू ကကြတော့သမင်းကလည်းစားနေတဲ့အချိန်မှာ तू ကမအေးဘူးဆဲတာတအားဆဲတာဆဲတဲ့အပြင် तू ဖေးရီနဲ့ဆဲတဲ့အပြင်စောင့်ကန်ပလိုက်တာ तू အမေဘူးလीအ စောင့်ကန်လိုက်ပြီးတော့ तू ကမမတို့ပြောမယ်ဆိုရန်ကုန်အိမ်တွေဆိုတချို့နတ်အုံးကိုးခဲ့တဲ့သူတွေရှိတယ်ဗောနော်အိမ်နှွေးအုံးဆိုတာသိကြမှာပါအိမ်နှွေးအုံးစင်ရဲ့တိုင်ကို तू ကကြောမိပြီးတော့အမေကိုထိုင်ဆဲတာဆဲတဲ့ပြေကို तू ဘေးမှာရှိတိုင်းနဲ့ဟိုဟိုင်းနဲ့ကောက်ပေါက်ဒီဟိုင်းနဲ့ကောက်ပေါက်မအေးကိုဆဲတာဟာဆောက်လုံးကန်းနေတာကောက်နေဘလူဖြစ်နေညရုပ်ရုပ်နက်နက်တွေဆဲတာဗောနော်ထပ်တော့မပြောပြတော့ပစ်ပစ်နစ်နစ်တွေဆဲတာဆဲနေဆဲနေမမကလည်းပဲထမင်းစားနေတယ်တန်လန်နဲ့အမေကသမီးနဲ့ဟင်းကွာခတ်တယ်ဆိုလို့ ်မမတို့ကအဲ့တော့တောအိတ်လိုပုံစံလေးအိမ်ကတက်တက်မိဖို့ကြောင့်ကတက်တက်ထင်းတဲ့နေပေါ့နော်မိဖို့ကြောင့်နဲ့တွဲတာဆိုတော့အဲ့တစ်ချက်လောကတော့မမတို့မိုးထားတယ်မိုးမယူဘူးပေါ့နော်အမမဟင်းတော့ခတ်တာ ချင်းရင်သက်ခတ်တာဇလုံးစတိဇလုံးလေးနဲ့ဝါခက်လက်ခောက်ကောင်းငရံတဲ့အနီလုံးကြီးမှာခရမ်းကျင်သေးကြတာမဲပြဲပြီးတော့လေဆင်းလာတာတဖြည်းဖြည်းဖြည်းနဲ့ကိုကမမြင်ဘူးလေတခါမှမြင်လို့အမေအမေတားအောင်လားတတားတားရှိ ሁላ လာနေရလားမသိဘူးအလုံးကြီးတစ်လုံးမိလက်ကြည့်ပါအောင်လားကြည့်ပါအောင်ဆိုအဲ့ဒါမမတို့အမေအတင်းပြေးလာတော့ကမော့ကြည့်လိုက်ခါမှာကောင်းငရံဟဲ့တမိတယ်ဆိုပြီးကိုကိုဆွဲပြီးတော့တားမိနေရခါတဲ့ထင်းမုံဘက်ကိုခါတဲ့ဝစ်ချပလိုက်တဲ့ခါမှာမမလည်းဒီထိတ်ပေါက်သွားတယ်အမေလည်းပဲနာသွားတာပေါ့နော်ထင်းထင်းမုံကြီးဆိုတော့ ထင်းနေစင်လာတာထင်းစင်တို့ပြုတ်ကြတာဂျင်းဆိုအတန်ကြီးလေကြောက်စရာကြီးမှကြောက်စရာကြီးမမတို့ဟိုရှမ်းပြည်မှာနေကြလို့လက်နက်ကြီးတွေထုတဲ့အတန်မျိုးကြီးကျဲကြီးပဲကြာဂျင်းဆိုလဲဆိုတော့မမအဲ့မှာအဲ့မှာလေအတန်ကလေဘလို့ထွက်လာလဲဆိုအမလေးကျမသမီးလေးကိုကဲကြပါအောင်ရှင်ဆိုပြီးတော့အပုရဲ့အမေရဲ့အော်တန်ကိုပဲမောက်ကြားလိုက်ရတယ် ကြားတဲ့ခါမှာမမောက်လည်းထမင်းစားနေတယ်လားအကုန်ပြစ်ချပြီးတော့ပြေးကြတာပေါ့နော်အရေတွေကိုဖျက်ပြီးတော့အတင်းပြေးပြီးတော့သွားကြည့်လိုက်တဲ့ခါမှာတကူလုံးမလေးမဲပြပြီးတော့မတို့မီးလောင်တဲ့လူတယောက်အရေကုန်နေဆွဲခွာချလိုက်တယ်လို့ပဲအရေကုန်နေအကုန်လုံးကွာကြတာပါရှင်အဲ့မှာရက်ွက်တရက်လူတွေကအတင်းသူ့ကိုပွေပြီးစေးုံပို့ဖို့မမတို့လွယ်လွယ်ပြောရရင်တင်သွားကြတယ်ပေါ့တင်သွားကြမမောက်30ရွက်ဘိုက်ဘူးကားကြီးတွေ34ဘိုက်ဘူးကားကြီးတွေဆိုကြားဘူးကြလိမ့်မယ်34ဂိတ်နားလေးရောက်လို့ရောက်ကွာအဲ့ဒီအနီလုံးရဲ့ကောင်းငင်ကနေထက်လိုက်လာပါတယ်ရှင်လိုက်လာပြီးတော့အဲ့ဒီ34ထက်ကြစိုက်ကြားနဲ့တင်လာတော့လမ်းဖြတ်ပြီးလူတွေအကုန်ထားပြီးထွက်ပြေးကြခါမှာထပ်ပစ်တာအဲ့မှာ ှာနဲ့အဲကားကိတ်ပါထပ်ပြင်းမှာတေသွားတာမတေတာကိုတော့လိုက်ပစ်တယ်မိဘကိုစော်ကားတဲ့ကံဘလောက်ကြောက်စရာကောင်းနေဆိုတော့ပြောပြတာ